ခင်ပွန်းဖြစ်သူနဲ့စိတ်ကောင်းသွားပြီးတော့ညာဘက်ပြောက်သွားခဲ့တဲ့မြတ်သူသူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် M Celly Beach ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြတ်သူသူကတော့ MRTV4 မင်းသမီးနေနဲ့ဇာကားရီရိုက်ပြီးတော့လူသိများအောင်မြင်လာခဲ့တာဖြစ်ပါတယ်တဘာဝနဲ့ထထူကြအောင်တရုပ်ဆောင်နိုင်တာကြောင့်လည်းအားပေးမှုရရှိလာခဲ့တာပါမြတ်သူသူကအိမ်တော်ကြီးကံကောင်းတဲ့မင်းသမီးတယောက်လည်းဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေနဲ့ချမ်းသာတဲ့တရုတ်တထေးကိုဆိုင်ထမြက်နဲ့လက်ထပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကိုဆိုင်ထက်မြက်ကမြက်သူသူထက်အသက်အများကြီးကြီးတာကြောင့်ကိုကြီးနဲ့ကလေးဆက်ဆံရေးဖြစ်ခဲ့တာပါကိုဆိုင်ထက်မြက်ကမြက်သူသူကိုအရေးတကြီးကြီးနဲ့ကြည့်ပြီးတော့ကိုချစ်ပြတာကြောင့်ဆိုရှယ်မီဒီယာပေါ်မှာလည်းလူတကာရဲ့အားကျနေတဲ့ချင်းကိုခံရပါတယ်ကိုဆိုင်ထက်မြက်နဲ့မြက်သူသူတို့ရဲ့အိမ်အောင်သက်ကနှစ်နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်အိမ်အောင်သက်နှစ်နှစ်ကျော်တဲ့အထိတယောက်ကိုတယောက်အချက်တွေပိုတဲ့ပုံရိပ်တွေကိုသာခြားပြထားခဲ့တာပါဒါပေမဲ့မင်းညရောကတော့ခင်မွန်းဖြစ်သူကိုဆိုင်ထက်မြက်က သူအကောင်မှာမျက်သူသူပျောက်သွားကြောင်းတင်လာခဲ့ပါတယ်။မိမကိုရှာနေတာနှံ့နေပြီးတော့မိမရှိရင်ဟိုတကယ်ဟိုပါပဲ။မိမရှိရင်တော့အသက်ထွက်သွားမှာကိုအခုချိန်ထိရှာနေတယ်ဆိုပြီးတော့ကိုဆိုင်ထမြက်ကမဆိုင်မစင်ပုံမစင်မဲဒါ status ကောက်တင်လာတာဖြစ်ပါတယ်။မိကိုကိုရှာတာနှံ့နေပြီး ကိုမမိမရှိရင်အသက်ထွက်သွားမှာကိုအခုချိန်ထိရှာနေတယ်ဆိုတဲ့စကားလေးကို တကယ်ကိုပဲတင်လာခဲ့တာဖြစ်တယ်။ကိုဆိုင်ထမင်းရဲ့စကားတွေကြောင့်ပရိသတ်တရားလဲမျက်သူသူတကယ်ပဲပျောက်သွားခဲ့တာလားဆိုပြီးတော့စိတ်ပူလာခဲ့ကြတယ်။အခုလက်တလုံးမှာလူပျောက်တဲ့တဲ့ရင်နေရာလဲတောက်လျှောက်ကိုတက်လို့နေတာဖြစ်တယ်။ညာဤအချိန်မတော်ပျောက်သွားတယ်ဆိုတာကြောင့်မတန်မာသူတချို့ကခေါ်သွားတာများလားဆိုပြီးတော့မိကွန်းထုတ်ပြီးစိတ်ပူနေခဲ့ကြတာပါ။ကိုဆိုင်ထမင်းကမိနေရပြောပါ ကိုဒေါသတကြီးဖြစ်တာတွေစိတ်လိုက်မှန်ပါတွေလျှော့ပါမယ်။ကိုအခုချိန်မှာတအားစိတ်ပူသောကနဲ့ဘာမှမမြင်တော့ဘူး။ကိုတခုခုဖြစ်မှာမင်းဆိုပြီးတော့ထက်ရေးလာခဲ့တာပါ။ဒါကြောင့်မို့မြတ်သူသူကခင်မွန်းဖြစ်သူကိုစိတ်ဆိုးတာကြောင့်အိမ်ပေါ်ကဆင်းသွားတယ်ဆိုတာလူအများကသိလိုက်ရပါတယ်။ မြဲတူတူနဲ့ကိုဆိုင်ထမြတ်တို့ကတခါမှအခုလိုမျိုးဆိုရှယ်မီဒီယာပေါ်အထိစိတ်ဆိုးတာမျိုးမရှိဘူးပါဘူး။ဒါပေမဲ့ဒီတစ်ခါမှတော့မြဲတူတူကနေတဲ့နေရာကိုပါမပြောပြတဲ့အထိအိမ်ပေါ်ကဆင်းသွားခဲ့တာပါ။မြဲတူတူမှာဖခင်ဖြစ်သူလည်းမရှိတော့သလိုမိခင်ဖြစ်သူလည်းမရှိတော့ပါဘူး။မိခင်ဖြစ်သူကခင်ဆန်ယောဂနဲ့ကွဲလွန်တာမို့တယောက်တည်းချိန်ရခဲ့တာပါ။သူမှအာကိုစရာဆိုလို့ခင်မွန်းဖြစ်သူတယောက်တည်းသာရှိရပါ။လူအများကလည်းစိတ်ပူလာတာကြောင့်ကိုဆိုင်ထမြတ်က မြတ်သူသူပြောင်းနေကြောင်းတင်ထားတဲ့စာမှန်သမျှကိုဖျက်လိုက်ပါတယ်။ဒါအပြင်မြတ်သူသူမွေးနေ့မှာအလူလုံးတဲ့ပုံတွေကိုပြန်တင်လာခဲ့တာပါ။ဒါပေမဲ့မြတ်သူသူကိုပြန်တွေ့ကြောင်းလည်းမတင်သလိုဘာမှရှင်းပြတာမျိုးလည်းမရှိပါဘူး။ဒါကြောင့်မို့မြတ်သူသူကလက်ရှိမှာခင်မွန်ဖြစ်သူစီကိုပြန်ရောက်ဖို့မသေးကြသေးပါဘူး။မြတ်သူသူကအိမ်အောင်ကြပြီးအမှုပညာအလုပ်တွေလည်းတိတ်မလုပ်ဖြစ်ပဲစီးပွားရေးလုပ်ငန်းတွေသာဦးစီးနေတာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လပိုင်းအတွင်းမှာသာမြတ်သူသူကဇလန်တွဲပြန်ရိုက်ဖြစ်တာပါ။ MRT4 မင်းသမီးတော်တော်များကအိမ် ောင်ရီကံကောင်းကြတဲ့သူတွေဖြစ်ပါတယ်။မြတ်သူသူ အပါအဝင်မင်းသမီးတွေကဒိဋ္ဌိကျချမ်းသာတဲ့တထေးတွေကိုသာလက်ထပ်ထားခဲ့ကြတာပါ။ဒီချိန်မှာမှမြတ်သူသူနဲ့ဘိုးကြပြုခင်တို့ကအရန်အချစ်ခံရကြအောင်နေစဉ်နဲ့အမြတင်ပြီးတော့ကြောင်းနေတတာဖြစ်ပါတယ်။ဒိဋ္ဌိကျရာကနေအိမ်မောကနေဆင်းသွားတဲ့အထိမြတ်သူသူနဲ့ခင်မွန်းဖြစ်သူချမ်းမှာဗာပြဿနာတွေရှိမယ်လို့ထင်လဲဆိုတာ comment လေးထဲမှာပြပြပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။